လိုက်စားပါပြီရှင်မင်္ဂလာပါမင်္ဂလာမင်္ဂလာပါမယေအလုဘမင်းအာလုဘမင်္ဂလာပါသူစားတို့ညမနေ့ရလိုက်ကနေအလုကိုကျူဆူပါတယ်အာသူစားတို့ page တိတိမှရှိတယ် follow me ချင်များလို့လည်းမင်္ဂလာပါလို့အရင်ဆုံးလို့ဆက်ပါတယ်ဒီနေ့ကတော့ Sunday ဆိုတော့ Happy Sunday လေးဖြစ်ပါစေလို့လည်းအရင်ဆုံးအာဆုတောင်းပေးပါတယ်အာဒီနေ့ပေါ့နော်သူစားတို့ညမနေ့ရကနေပြီးတော့ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးလေးကို မျှဝေပေးသွားမှာဖြစ်တာပေါ့နော်ဆိုတော့တို့နှစ်ယောက်စလို့ကလည်းအလက်ရှိခြေနေမှာဒီစကူကနေပြီးတော့လက်ရှိဖူတန်အလုပ်တစ်ဖက်နဲ့လောက်ကနေတဲ့သူတွေပါဒါပေမဲ့လည်းဒီ digital business ကို plan B အနေနဲ့သူတို့ကရွေးချယ်လုပ်ကင်ထားတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ဒီနေ့အမ်ဒီ council လေးနဲ့ပတ်သက်ပြီးတော့သူတို့က ညောက်ပေးတော့မှဖြစ်တဲ့ပေါ့နော်အဲ့ဒါကြောင့်ဒီ like လေးကိုအစုတီကြည့်ပေးဖို့အတွက်လည်းအရင်ဆုံးတောင်းဆိုချင်ပါတယ်အရင်ဆုံးမိတ်ဆက်ပေးရမယ်ဆိုလို့ရှိရင်လည်းကျမနာမည်အရသူကြောင့်ဖြစ်ပါတယ်အခုလက်ရှိပေါ့နော်အာစင်ကာပူမှာဆေးရုံတစ်ခုမှာလက်ရှိ full time လုပ်တစ်ဖက်နဲ့ဒီ digital business ကို plan ပြအနေနဲ့ရွေးချယ်လုပ်ခိုင်းထားတာဖြစ်ပါတယ်မမရေမိတ်ဆက်ပေးပါဦး ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါရှင်ကျမတို့ညီမညာ live လေးပေါ့နော်ဒါပုံမှန်လုပ်နေကြဒါ Sunday လေးကိုရောက်လာပြီပေါ့နော်ဆိုတော့ကျမတို့ရဲ့ဒါ audience အစ်စ်တွေ follower အစ်စ်တွေလည်းရှိနိုင်တယ်ဆိုတော့ကျမတို့အရင်ဆုံးဒါကြောင့်မလို့ပေါ့နော်အများရန်မိတ်ဆက်တဲ့နေရာနဲ့ကျမတို့စတာဖြစ်တယ်ပေါ့နော် ဆိုတော့ကျမနာမည်ကတော့ဆဆွေဝင်းဖြစ်ပါတယ်အခုလက်ရှိကတော့ဒူစာလိုပဲကျမလည်းဒီစင်ကာပူမှာပေါ့နော်ဒါ full time လုပ်နေဒါတက်မိုင်ဝန်ထမ်းတယောက်အနေနဲ့ပေါ့နော်ဒါ clinic တခုမှာကျမလုပ်နေတယ်ပြီးရင်ကျမရဲ့အားတဲ့အချိန်လေးမှာ plan B နေနဲ့ဒီ online စီးပွားရေးကို လုပ်ခိုင်းနေတယ်ဒါ business owner တယောက်ဖြစ်တယ်လို့ပဲကျမတို့ဒီစီးပွားရေးကိုအာစိတ်ဝင်စားတဲ့သူတွေလေ့လာပြီးလုပ်ခိုင်းချင်တဲ့သူတွေကိုဒါ mentor တယောက်အနေနဲ့ပြန်ပြီးတော့ကူညီလမ်းပြပေးနေတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် ကဲပါကျေးဇူးတင်ပါတယ်အဆယ်ရသူတို့မိတ်ဆက်ပြီးသွားပြီဆိုတော့ဘလို့ဖြစ်ဖြစ်သူတို့ရဲ့ audio အသစ်ကလေးတွေလည်းသူတို့မှတ်မိလိမ့်မယ်လို့ယူကြည့်ပါတယ်အဒီနေ့ဆိုလို့ရှိရင်သူတို့နှစ်ယောက်ကအတူကဘလို့ပေါ့နော်အကြောင်းလေးကထန်းတူတယ် career ချက်လည်းတူတယ်နေထိုင်တဲ့နိုင်ငံလည်းတူတယ်ပေါ့နော်ဒါပေမဲ့သူတို့မှဆိုလို့ရှိရင်အခုလက်ရှိကအလုပ်ရှိတဲ့အသားနဲ့ပေါ့နော်သူတို့ဆိုလို့ရှိရင်လည်း plan B အနေနဲ့ အဲဒီလိုငါကိုရွေးချယ်လုတ်ကင်ထားတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီမေခွန်းပေါ့နော်သူတို့မိတ်ဆွေတွေကိုလည်းပေါ့နော်ဒီလိုမျိုး online digital business ဒီ page ထဲမှာဘာဖြစ်လို့ဒီ digital online business ကို plan ပြီးအနေနဲ့ရွေးချယ်လုတ်ကင်တင်တယ်လဲဆိုတဲ့အမေကလည်းပတ်သက်ပြီးတော့ဒီနေ့မျှော်ပြီးတော့မှဖြစ်တာပေါ့နော်အဲ့ဒီမေခွန်းနဲ့ပတ်သက်ပြီးတော့အမအနေနဲ့နည်းနည်းလေးအရင်ဆုံးမျှော်ပေးပါဦးမရေမေခွန်းနဲ့ပတ်သက်ပြီးတော့ ုတ်ကဲ့ပါဆိုတော့မေးခွန်းလေးကတော့ဒါအရန်ကောင်းတယ်ပေါ့နော်ဒီခေတ်မှာဘာဖြစ်လို့ကျမတို့ပေါ့နော်ဒါ plan B အနေနဲ့ဒီစီးပွားရေးကိုရွေးချယ်တဲ့လည်းဆိုတော့မေးခွန်းလေးကတော့အရန်ကောင်းတယ်ဆိုတော့ခုနသူကပြောသလိုပဲဒီခေတ်ကကျမတို့ဟိုတည်တဲ့အတိုင်းပဲလူတိုင်းလည်းပဲကျမတို့ကြုံနေရတာပေါ့နော်ဒါဟို expense တွေပေါ့နော်ဒါကုန်ကျစရိတ်တွေအရန်များတယ်အဲသူတပည့်ကျမတို့ပေါ့နော်နိုင်ငံခြားရောက်နေတဲ့သူတွေဆိုရင်အိမ်မရှိဘူးဆိုရင်အဲအင်္ဂါကတွေပေးရတယ်ခါကယထာကတွေရေကမိကတွေအကုန်ပေါ့နော် ါတွေကတကယ်ကိုမှအခုဆိုရင်တအားကိုမှဈေးတွေတက်လာတာဖြစ်တယ် expense တွေကကိုကဘလောက်ပဲခြားခြားဒါကုန်ကြဈေးတွေကများတဲ့ခါကျတော့ကိုယ်မှာ save လုပ်တဲ့အဲဘယ်လိုပြောမလဲ saving ကတိတ်ပြီးမကြံဘူးပေါ့နော်ဆိုတော့ပြောချင်တာကတော့ခုခေတ်ကအာတိုးတက်လာတဲ့ခေတ်လို့ပြောတာမှန်ပေမဲ့ကျမတို့ကုန်ကြဈေးတွေကလည်းအရန်ကိုမှာအာများတဲ့ခေတ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကိုယ်ကဝင်ငွေတစ်ခုတည်းနဲ့အဲမိကိုပြီးတော့နေမယ်ဆိုလို့ရှိရင်အာဒီကုန်ကြဈေးတွေကိုကာပါဖြစ်ဖို့ဆိုတာတိတ်မလွယ်ဘူးပေါ့နော် ဆိုတဲ့ခါကျတော့ကျမတို့မှာဒါ plan B နေနဲ့ဒါအလုပ်တစ်ခုခုအာရှိဖို့တင့်တော်တယ်ပေါ့နော်ရှိဖို့တင့်တယ်အဲပြီးရင်နောက်တစ်ခုကကျတော့ကျမတို့ကဝင်ဝင်တစ်ခုတည်းကိုကျမတို့ကမိဖို့ပြီးတော့အာရက်တင်နေမယ်ဆိုရင်ကိုကအကြောင်းတစ်ခုခုကြောင့်ပေါ့နော်ဒီလက်ရှိအလုပ်ကိုဒါမလုပ်နိုင်တော့ဘူးဆိုလို့ရှိရင်အဲကျမတို့ဝင်ဝင်ဆိုတာလည်းပဲဒါပြတ်တောက်သွားမှာဖြစ်တယ်ပေါ့နော်အတူတူဥမာအပြင်ပြောရမယ်ဆိုရင်ကိုလုပ်နေတဲ့ကုမ္ပဏီကပေါ့နော်အာစီးပွားရေးမကောင်းလို့အာပိတ်သိမ်းလိုက်တာမျိုး အာဒါမှမဟုတ်လို့ရှင်လည်းပဲဒါစီးပွားရေးမကောင်းလို့လစာတွေလျှော့လိုက်တာလို့ပေါ့နော်အာနောက်ပြီးလို့ရှင်ပေါ့နော်လူတွေလျှော့တာပေါ့နော်ဒါ retrench လုပ်တာလို့အဲဒီလိုမျိုးတွေထဲမှာကျမတို့ပါမသွားဘူးလို့ကျမမပြောနိုင်ဘူးပေါ့နော်မပြောနိုင်ဘူးပြီးရင်နောက်တစ်ချက်ကကျတော့ကျမတို့ကျမ်းမာရေးအဲကျမတို့ကျမ်းမာနေတဲ့အချိန်မှာပဲကျမတို့ဒီအလုပ်ကိုကျမတို့လုပ်နိုင်မှာဖြစ်တယ် ကိုကနောက်တစ်ချိန်ပေါ့နော်ဒါကျမ်းမာရေးဆိုတာဘယ်သူမှအာပြောလို့မရဘူးချိန်မရွေးအဲကျမ်းမာရေးချိန်နေဆိုတာလည်းပေါ်ပေါက်နိုင်တယ်ပေါ့နော်ဆိုတော့ပြောချင်တာကတော့အခုလက်ရှိအလုပ်မှာဒီလိုမျိုးပေါ့နော်အချိန်နေခုခုနဲ့ကိုကကြုံတွေ့ရပြီဆိုလို့ရှိရင်ကိုမှာ backup plan ဆိုတဲ့အာ plan B ပေါ့နော် plan B ရှိမနေဘူးဆိုလို့ရှိရင်ကျမတို့ကအခက်ခဲနဲ့ကြုံတွေ့နိုင်တယ်ပေါ့နော်ဆိုတော့ကိုမှာဒါ backup plan ရှိခြင်းကဆိုလို့ရှိရင်မရှိရတဲ့ဆိုင်အရန်ဟိုမှာအာဘယ်လိုပြောလဲတကယ်တကယ်ပေါ့နော် အာဒီလိုမျိုးအခြေအနေတခုခုနဲ့ကြုံရဆိုလို့ရှိရင်ကျမတို့မှာစိတ်ရှားရတယ်ပေါ့နော်ကိုကခုနပြောသလိုဒါဟိုလူလျှော့တဲ့အထဲတို့အာပါသွားမယ်ဆိုလို့ရှိရင်ကိုမှာ backup plan ဒါစီးပွားရေးတခုခုရှိနေရဆိုလို့ရှိရင်ကိုရဲ့ပေါ့နော်ဒါ finance ပေါ့နော်ဒါစီးပွားရေးအဲကိုရဲ့မိသားစုအရေးပေါ့နော်အကုန်လုံးကိုကျမတို့ကစိတ်အေးရတယ်ပေါ့နော်စိတ်ရှားရတာဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ကဒီခေတ်မှာပေါ့နော်အာကျမတို့လူတိုင်းလူတိုင်းက plan B နေနဲ့အဲရှိတဲ့နယ်အလုပ်တခုခုရှိတဲ့နာဖြစ်တယ် ဆိုတော့ကျမတို့ပေါ့နော်ဒီဒီခက်မှာကြတော့ကျမတို့လုပ်နေတဲ့ဒီစီးပွားရေးကကြတော့ဘာချောင်းပေါ့နော်အရွေးချယ်တင်လာလဲဆိုတော့ check လေးကိုပေါ့နော်ကျမကအပြောပြပေးပြန်ပေါ့နော်ဆိုတော့နံပါတ်၁ချက်အနေနဲ့ပြောရမယ်ဆိုရင်ဒီစီးပွားရေးကဒါ online စီးပွားရေးဖြစ်တယ်အဲ100%ကျမတို့ online မှာလုပ်ရတယ်ဆိုပေမဲ့ဒီစီးပွားရေးကတရားဝင်စီးပွားရေးပေါ့နော်တရားဝင်စီးပွားရေးလည်းဖြစ်တယ်ပွင့်လင်းမြင်လာမှုလည်းရှိတယ်ပြီးရင်ကိုကဒီစီးပွားရေးကိုမလုပ်ခင် အာ100%ပေါ့နော်ကျမတို့လေးလာခွင့်အပြေအဝပေးထားတဲ့ဒါစီးပွားရေးဖြစ်တယ်ဒါကြောင့်မလို့ပေါ့နော်ကျမတို့ကဒီစီးပွားရေးမလုပ်ခင်တည်းကအစဉ်စဉ်လေးလာပြီးတော့ကိုယ်နဲ့ใกล้ညီမှုရှိတယ်ဆိုမှအာလုံးလုံးလို့ရတဲ့ပေါ့နော်ဒါစီးပွားရေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရွေးချယ်တင်တဲ့အချက်တစ်ချက်ဖြစ်တယ်နံပါတ်2အချက်အနေနဲ့ပြောရမယ်ဆိုရင်ကျမတို့လက်ရှိပေါ့နော်အဲလက်ရှိအလုပ်ကိုကျမတို့ထွက်ဆရာမလို့ပဲနဲ့အဲကိုယ့်ရအားတဲ့အချိန်လေးမှာ တရက်ကိုတနာရရနှစ်နာရရရသလောက်အချိန်လေးမှာကျမတို့လုံးလို့ရတယ်။အဲဒီစီးပွားရေးရကြတော့ကျမတို့ဒါအချိန်နေအများကြီးလက်ပေးပြီးတော့ဒါလုံးဆရာမလို့ဘူး။ကိုက social media သုံးတဲ့အချိန်ပေါ့နော်။ဒီအချိန်လေးကိုကျမတို့ဒီစီးပွားရေးမှာအာလုံးလို့ရတယ်။ဒါလည်းပဲရွေးချယ်တင်တဲ့အချက်တစ်ချက်ပေါ့နော်။ကိုကတကယ်လို့ဒါဟိုကိုရဲ့လက်ရှိလုပ်ကိုထွက်ပြီးမှဒီစီးပွားရေးမှာလုပ်ရမယ်ဆိုရင်ဒါဘယ်သူမှ risk မယူရဲဘူးပေါ့နော်။ကိုရဲ့လက်ရှိအဲဝင်ငွေကိုကျမတို့ကရက်ပြီးတော့ ိုဘက်ကမသေးစားနာသေးစားလားမသေးစားလားမသိတဲ့စီးပွားရေးတစ်ခုကိုကျမတို့ကအရှည်ဆုံးပြည့်ဝင်ပြီးတော့လုံးရမယ်ဆိုလို့ရှိရင်လည်းပဲအဲဘယ်သူမှလုံးမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီစီးပွားရေးမှာဘာကြောင့်အာကိုယ့်ရဲ့လက်ရှိပေါ့နော်ဒါဖူတန်းလုံးနဲ့တွဲလို့လို့ရတယ်ဆိုတဲ့အချက်ကလည်းအဲဒီစီးပွားရေးရွေးချယ်တင်တဲ့အချက်တစ်ချက်ဖြစ်တယ်ပေါ့နော်ပြီးရင်နံပါတ်3အချက်အနေနဲ့ပြောရမယ်ဆိုရင်အာဒီစီးပွားရေးမှာ system ရှိရပေါ့နော် system ရှိရဒီ system ကကျမတို့အတွက်အလုပ်တွေကိုအများကြီးလုပ်ပေးတယ် အဲ90ရာခိုင်နှုန်းလောက်ပေါ့နော်ဒါအလုပ်တွေကိုကျမတို့အတွက်ပိုစားလုပ်ပေးတဲ့အခါကျတော့ကျမတို့ချိန်များကြီးပေးစရာမလိုဘူးပိုကနာပြောသလိုပဲပို social media သုံးတဲ့အချိန်မှာအာဒီစီပွားရေးမှာလုံးလို့ကြားတာပေါ့နော်ဒါကလည်းပဲအဲ system ကောင်းရှိတဲ့အတွက်ကြောင့်မလို့ကျမတို့အလုပ်တွေအဲတက်တာရပေါ့နော်အချိန်လည်းအများကြီးပေးစရာမလိုဘူးလူလည်းတက်တောင်တက်တာနဲ့အဲအေးစစ်စစ်နဲ့လုံးလို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ချက်အနေနဲ့ပြောရမယ်ဆိုရင်ဒီစီပွားရေးကအာ internet based business ပေါ့နော် internet ရှိတဲ့နေရာတိုင်းမှာကျမတို့ဒီစီပွားရေးလုံးလို့ရတယ် အပြင်ထွက်ပြီးတော့ပေါ့နော်ကျမတို့ကအဲကုမ္ပဏီကိုသွားလိုရတာတို့ဘယ်စင်ကနေဘယ်စင်လို့အတမှတ်ထားတဲ့အဲအချိန်တွေလုံးဝမရှိဘူးကန့်သက်ချက်တွေလုံးဝမရှိဘူးကိုကြိုက်တဲ့နေရာကြိုက်တဲ့အချိန်မှာဒါလုံးလို့ရတဲ့စီးပွားရေးဖြစ်တယ်ပြီးရင်နောက်တစ်ချက်ကကြတော့ကျမတို့ဒါကိုသွားတဲ့နေရာတိုင်းကိုတည်သွားပြီးတော့အလုံးလို့ရတယ်ပေါ့နော်ဥမာကိုကဗကေးရှင်းထွက်တာမျိုးပေါ့နော်အဥမာဖွင့်တဲ့အိမ်ကိုပြန်သွားတာမျိုးဒါမှမဟုတ်အလုပ်သွားအလုပ်ပြန်ကားပေါ်ရထားပေါ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအချိန်လေးတွေမှာအလုံးလို့ရတယ် နေရာတိုင်းကကျမတို့ဒါမိဖို့ကြောင့်လည်းမလုပ်တက်ဆိုရင်မိဖို့ကြောင့်ပို့ရ office ဖြစ်တယ်လို့အာဒီပေါ့နော်ခရီးသွားရင်လုပ်လို့ရတဲ့ဒါစီးပွားရေးမျိုးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကအရန်ပေါ်မှာအာကောင်းမွန်တဲ့ပေါ့နော်ဒါအချက်တစ်ချက်ဖြစ်တယ်အဲနောက်တစ်ချက်အနေနဲ့ပြောရမယ်ဆိုရင်ဒီစီးပွားရေးကအာကျမတို့ပေါ့နော်ဒါဈေးရောင်းဈေးဝယ်လုပ်เสียမလို့ပေါ့နော်ကိုကဈေးရောင်းစရာဒီ product တွေအကြောင်းကိုရှင်းပြစရာလုံးဝမလိုဘူးလူတွေလည်း like ပေါ်ဖို့မလိုဘူးဒီဘိုင်းတွေကိုကြတော့ကျမတို့ရဲ့ အခုနပြောရဲပေါ့နော်ဒါ system ကကျမတို့အလုပ်လုပ်ပေးတယ်ကျမတို့ကဒီဘိုင်းကိုလုံးဝလုံးဆရာမလုပ်ဘူးဟိုကျမတို့လုံးရမယ့်အပိုင်းအကြတော့ဒီမှာအကြောညာတဲ့အပိုင်းပေါ့နော်အဒီစီးပွားရေးရဲ့ဒါ opportunity တွေ benefit တွေဒါတွေကိုပဲကျမတို့ကဒါ social media မှာအကြောညာတဲ့အပိုင်းကိုပဲကျမတို့လုံးဝတာဖြစ်တယ်ဆိုတော့ကျမတို့မှာလုံးဝ stress မရှိဘူးပြောချင်တာလုံးဝ stress မရှိဘူး pressure မရှိဘူးဘယ်သူမှကိုယ့်ကိုလာပြီးတော့ပေါ့နော်ဒါဒီအပိုင်းကိုတော့ဒီနေ့ပြီးအောင်လုပ်ရမယ်လို့ဘူးမှကိုယ်လာပြီးတော့မပြောဘူးပေါ့နော် ဆိုတော့ဒါကလောက flexible business တစ်ခုဖြစ်တယ်ပြီးရင်နောက်တစ်ခုကကျမတို့ဒီစီးပွားရေးကိုလုပ်မယ်ဆိုရင်အာ lower set တွေအများကြီးမရှိဘူးပေါ့နော်ဟိုအတွေ့အကြုံမရှိလဲကျမတို့လုံးလို့ရတယ် certificate တွေလည်းပြရစရာမလိုဘူးဟိုအသက်ပြောဆိုလို့ရှိရင်လက်ခံသက်ချက်မရှိဘူးပေါ့နော်ဆိုတော့ကျမတို့ဒီစီးပွားရေးမှာအဲ background မျိုးစုံပေါ့နော် background မျိုးစုံတချို့အာပညာတတ်တဲ့သူတွေရောပညာမတတ်တဲ့သူတွေရောအကုန်လုံးလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကို ာ training ဆိုတဲ့အရာပေးထားတယ်ပေါ့နော် training မှာတကယ်ကိုမှ step by step ကျမတို့ video based တင်တယ်အဲတည်တည်ဆာဆာရှင်းပြထားတယ်ဒီမှာကိုက step by step follow လုပ်ပြီးတော့သင်ယူလေ့လာပြီးတော့ apply လုပ်ရတာပေါ့နော်ဆိုတော့ဒီလိုမျိုးကောင်းမွန်တဲ့ training တွေရှိတယ်ပြီးရင်ဒီစီးပွားရေးတစ်ခုပေါ့နော်ဒါအောင်မြင်ဖို့ဆိုရင်ကျမတို့မှာ strategy တွေအဲ technique တွေလိုအပ်တယ်ပေါ့နော်ဒါတွေအတွက်ကျမတို့ကိုအများအတန်းတဲ့ mastermind တွေကတဆင့်ပေါ့နော်ကျမတို့ကိုဒီလိုမျိုးပညာတွေပေးတယ်ပေါ့နော်ဆိုတော့ဒီအရာတွေကိုလည်းပဲကျမတို့ free အာလေ့လာဖွင့်ရတယ်တရားဖွင့်ရတယ်တကယ်လို့ကိုက live မတက်နိုင်ဘူးဆိုလို့ရှိရင်လည်းပဲ replay တွေကိုနှစ်နှစ်သုံးနှစ်စာထားထားပေးတဲ့အတွက်ကြောင့်မလို့ကိုကအာလက်ရှိအလုပ်တစ်ဖက်နဲ့အဲဖြစ်နေလို့ပေါ့နော်ဒါစိတ်ပူစရာမလိုဘူး replay တွေကိုအချိန်မြွေးပြန်ကြည့်လို့ရတယ်ဒါကလည်းပဲဒီစီးပွားရေးရဲ့ဒါအားသာချက်တစ်ခုဖြစ်တယ်ပြီးရင်ဒီစီးပွားရေးရပေါ့နော်ဟောကျမတို့အတွက်ဒါအပြင်မှာပေါ့နော်ဒါစီးပွားရေးလုပ်တဲ့ဆိုရင်ကျမတို့အာစီးပွားရေးအာလုပ်ငန်းရှင်တွေရပေါ့နော် ဒါ post တွေပေါ့အကြံပေးတွေကိုငှားကြရတယ်ပေါ့နော်ပတ်စံတွေအများကြီးပေးပြီးတော့အငှားကြရတယ်ရှိတယ်ဒါပေမဲ့ DC wire မှာကျမတို့ကကောင်းလာပါလဲဆိုရင်ဒါ mentor တယောက် post တယောက်ကိုအနည်းကပ်ပူညီပြီးတော့လမ်းပြပေးမဲ့သူတွေထားထားပေးတယ်ဒါကလည်းကျမတို့အတွက်ဒါ free ပေါ့နော်ဒီအတွက်လည်းကျမတို့ပတ်စံလည်းထပ်ပြီးတော့ပုံစံမလိုဘူးဆိုတော့ဒါကလည်းပဲအရန်ကောင်းတဲ့ချက်ပေါ့နော်အဲနောက်တစ်ခုကကြတော့ကျမတို့ DC wire ကိုဒါကိုကလုံးမယ်ဆိုလို့ရှိရင်အဲကိုလုံးရင် လုံးတလောက်ကိုရရတယ်ပေါ့နော် ဒီ multi level marketing လို့မျိုးကိုလို့ရင်ကိုယ့်ရဲ့အထက်ကပေါ့နော်စားသွားတာတို့အဲကိုယ့်ရဲ့အထက်ကိုပေးတာတို့ပေါ့နော်ဒီလိုမျိုးမရှိဘူးကိုစူးစမ်းရင်စူးစမ်းသလောက်ဒီရရတဲ့အဲ benefit တွေပေါ့နော်အသီးပွင့်တွေကိုကိုကိုယ်တိုင်ဒါခန်းစားရမှာဖြစ်တယ်ပြီးရင်ဒီရကကြတော့ဒါဝန်ထမ်းအလုပ်လိုမျိုးပေါ့နော်အာဒါ fix income နဲ့ရတာမဟုတ်ဘူးကိုစူးစမ်းမယ်ဆိုရင်အာဒါအပတ်တိုင်းရလည်းပဲပေးသေးဖြစ်နိုင်တယ်လို့ အာနေ့ရက်တိုင်းကလည်း daily ကလည်းပေးသေးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အကန့်အသတ်မရှိနေနဲ့ပြောရမယ်ဆိုရင် DC Y လုတ်တယ်ဆိုရင်ဟိုကျမတို့ပေါ့နော်ဒေါ်လာ1000ရှိပြီးရတဲ့သူတွေရှိရယ်1000ရှိပြီးရတဲ့သူတွေရှိရယ်သိန်းရှိပြီးတော့ရတဲ့သူတွေရှိရယ်ပေါ့နော်ပြောချင်တာကတော့အကန့်အသတ်မရှိဘူးကိုစူးစမ်းရင်စူးစမ်းသလောက်အဝင်ငွေကရတယ်ပေါ့နော်ရအများကြီးရတာဖြစ်တယ်အဲပြီးရင်နောက်တစ်ခုကကြတော့ DC Y မှာကျမတို့ကအဲဒါပေါ့နော်ပင်စင်အထိပေးတာပေါ့ အပင်းစင်ဆိုလို့ရှိရင်လည်းကျမတို့အသက်ပြည့်တဲ့အထိစောင့်ကြရမလို့အသက်65 60ကျော်အထိလုံးမအဲရတဲ့ပင်းစင်အမျိုးအစားမဟုတ်ဘူးကိုကကြိုးစားမှဆိုရင်နှစ်တိုအတွင်းမှာကျမတို့ရနိုင်တယ်အဲကျမတို့ပေါ့နော်ဒါမြန်မာလူမျိုးတွေထဲမှာလည်းပဲကျမတို့ပင်းစင်ရမဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့သူတို့ဆိုလို့ရှိရင်လောက်တာလင်းငါးလင့်ပဲရှိသေးတယ်ဒါလင်းငါးနဲ့အတွင်းမှာကိုပင်းစင်ရတယ်ဆိုတဲ့ကိုကကျမတို့ဒီစီးပွားရေးရဲ့ benefit တွေကဘလောက်ကောင်းလဲဆိုတာဟိုကျမတို့မြင်တွေ့နိုင်တယ်ပေါ့နော် ဆိုတော့နိုင်ငံတကာကလူတွေဆိုရင်တော့ဒါပင်စင်နေရနေပြီပင်စင်9000ရတဲ့သူတွေရှိရ1000ရတဲ့သူတွေရှိရ1000ခွဲရတဲ့သူတွေရှိရပေါ့နော်ဆိုတော့ဒီလိုမျိုးပင်စင်ပေးတဲ့ဒါစီးပွားရေးဆိုတာကကြတော့ကျမတို့ဒါပေါ့နော်ကိုပိုင်စီးပွားရေးထဲမှာကြည့်မယ်ဆိုရင်ဒီ digital business တစ်ခုမှာပဲကျမတို့ရနိုင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ပင်စင်ဆိုရင်ကျမတို့လူများသိတဲ့သိတဲ့ပင်စင်ဆိုတာကတော့ကျမတို့အာဒီပေါ့နော်ဒီအစိုးရဝန်ထမ်းပေါ့အစိုးရဝန်ထမ်းတွေပဲတပည့်ပင်စင်ဆိုတာရှိရပေါ့နော် ဆိုတော့ဒီလိုမျိုး private ပေါ့နော်ဒါကိုပိုင်းစီးပွားရေးတွေလုပ်နေတဲ့သူတွေဆိုရင်ဘယ်သူမှပင်စင်မရှိဘူးဒါပေမဲ့ဒီစီးပွားရေးမှာတခြားစီးပွားရေးတွေနဲ့မတူတဲ့အချက်ပေါ့နော်ဒါကပင်စင်ထိပေးတဲ့ဒါစီးပွားရေးမျိုးဖြစ်တယ်ပြီးရင်ကျမတို့ပေါ့နော်ကိုယ့်ရဲ့နောက်တစ်ချိန်ကိုကအသက်ရွယ်ကြီးလို့ဒါဒီစီးပွားရေးကိုမလုပ်ချင်တော့ဘူးဆိုရင်တော့မှဒါအလဟသက်ဖြစ်မသွားဘူးကိုယ့်ရဲ့သားစဉ်မျိုးဆက်အထိကျမတို့ကအမွေဆက်ပေးလို့ရတယ်သူတို့လက်ထက်မှာဒီပေါ့နော်စီးပွားရေးကိုဆက်ပြီး run လို့ရတယ်သူတို့လက်ထက်မှာအရင်းအီးတွေထပ်ထည့်တာတို့ ဒါ member ကြီးတွေထပ်သွင်းလာလို့ဒီလိုမျိုးထပ်ပြီးတော့လုံးဆရာမလို့ဘူးကိုရောက်တဲ့နေရာကနေပြီးတော့မှအဆက်ပြီးတော့ပေါ့နော်ဒါဒီစီးပွားရေးကိုဆက်ပြီးတော့လှုပ်သွားလို့ရတယ်အဲဒီလိုမျိုးပေါ့နော်ဟိုကောင်းမွန်တဲ့အဲဒီ benefit တွေဒါအများကြီးရှိတယ်တကယ်လို့ပေါ့နော်ဒါကျမတို့လူတိုင်းလူတိုင်းကတော့ဒီစီးပွားရေးမှာအာလုပ်မယ်ဆိုလို့ရှိရင်လိုအပ်ချက်တွေခုနကပြောတဲ့လိုအပ်ချက်ကလေးတွေရှိရပေါ့နော်ကိုမှာဖုန်းရှိရမယ်ကွန်ပျူတာရှိရမယ်ဝိုင်ဖိုင်အင်တာနက်ရရမယ်အသက်ဆက်ရှင်နေပြည့်ပြည့်ရဲ့ဒူဖြစ်ရမယ်ပေါ့နော် ကိုယ့်ရဲ့လက်ရှိလုံးတစ်ဖက်နဲ့တွဲလို့လို့ရတယ်ကိုယ့်ရဲ့သားသမီးကိုကိုကိုယ်တိုင် ပေါ့နော်အိမ်မှာထိတ်ခဲလို့ရင်းနဲ့အာလုံးလို့ရတဲ့စီးပွားဖြစ်တယ်ဆိုတော့ဒီလိုမျိုးပေါ့နော်လူအပ်ချက်ကလေးတွေအားကြတော့ကျမတို့အလူတိုင်းမှာပြည့်စုံပြီးသားဖြစ်တယ်ပြန်ကျမတို့ဒီစီးပွားရေးရရတဲ့ benefit တွေဆိုတာလည်းပဲခုနပြောတဲ့ unlimited income တွေရတာတို့ပင်စင်ပေးတာတို့ပေါ့နော်တကယ်ကိုမှနှစ်တူအတွင်းမှာကျမတို့လိုချင်တဲ့ပေါ့နော်ဒါကျမတို့တည်းမကပါဘူးကျမတို့လူတိုင်းလည်းပဲလိုချင်တဲ့ ဒါ financial freedom time freedom ကိုလည်းပဲဒီစီးပွားရေးရနိုင်နေဆိုတော့အဲဒါအကျိုးရလဒ်တွေပေါ့နော်ဒါ benefit တွေကလည်းပဲအဲဒီစီးပွားရေးမှာရနိုင်တာဖြစ်တယ်ဒါကြောင့်မို့လို့ပေါ့နော်ကျမတို့ကဟိုလက်ရှိအလုပ်နဲ့ပေါ့နော်လက်ရှိအလုပ်လဲထွက်ဆရာမလိုပဲနဲ့ကိုမှ plan B နေနဲ့ကိုကရွေးချယ်မယ်စီးပွားရေးတစ်ခုကိုခိုင်မာတဲ့စီးပွားရေးတစ်ခုကို online ကနေလုပ်ချင်တယ်တက်တောင်တက်တာနဲ့ပေါ့နော်အာ smart way နဲ့လုပ်ချင်တယ်ဆိုရင်တော့ဒီစီးပွားရေးကတကယ်ကိုမှရွေးချယ်ဖို့အသင့်တော်ဆုံးစီးပွားရေးတစ်ခုဆိုတာကို ဟိုကျွန်မကပေါ့နော်ဒါအကြံပေးချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အမရှယ်ပေးတာတော်တော်လေးလည်းပြည့်စုံပါတယ်အဲအဲ့လိုပေါ့နော်သိချင်တဲ့သူတွေကလည်းတော်တော်လေးတော့မှအဲသိသွားလိမ့်မယ်လို့ဒီစားရယူကြည့်ပါတယ်ဒီစားနေနေပေါ့နော်နည်းနည်းလေးမျှပေးရမယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းကဘာကြောင့် plan b အနေနဲ့ရွေးချယ်လုပ်ကင်တင်တယ်လဲဆိုလို့ရှိရင်တော့ပေါ့နော်သူတို့အခုဆိုလို့ရှိရင် KEC ကျွန်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ပေါ့နော်အရင်တော့ဆိုလို့ရှိရင်အိမ်ထောင်ဦးစီးတယောက်ကအာအိမ်မှာအိမ်ထောင်ဦးစီးတယောက်အလုံးလုံးလို့ရှိရင်တမိသားစုလို့စားလို့ရတာပေါ့နော်လုံချုပ်တယ်အဲ့လိုအနှင်းစားလို့ပဲပြပြအဲ့လိုလေစီးပွားရေးကတခုတည်းနဲ့တောင်မိသားစုတခုလို့ခုလို့အောင်စားသုံးနိုင်တယ်။ဒါမဲ့အခုချိန်ရကြည့်လို့မျိုးမဟုတ်တော့ဘူး။အာကိုကသူ့လုံမသူရအဲ့လိုပေါ့နော်။ချက်ဖက်ကြီးစားလို့ချက်ဖက်ကြီးရှာ ကျင့်သားလေးစားလို့จิตตาကလေးရှာအဲ့လိုခဲ့တွေဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်လူတိုင်းမှာပေါ့နော်အဲ့ကြောင့်ဝင်ဝင်တစ်ခုတည်းရက်တီလို့မရတော့တဲ့ခေရောက်လာတယ်အဲ့ကြောင့်ဇာတ်တို့နေနေဆိုလို့ရှိရင် plan B ဆိုတဲ့အရာကို လုတ်ကင်လာဖို့လိုတဲ့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကိုရွေးချယ်တဲ့ plan B ဆိုတဲ့ထက်မှလည်းကိုယ့်အတွက်အကျိုးများရှိဖို့လည်းလိုသေးတယ်တခါတလေဆိုလို့ရှိရင်လည်းဝယ်ငွေတစ်ခုတည်းနဲ့အဲလည်းရတဲ့အလုပ်မဟုတ်ဘဲနဲ့ပေါ့နော်အဲ့ဒီဝယ်ငွေအပြင်တခြားရနိုင်တဲ့ benefit လေးတွေကိုလည်းရှိဖို့လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါမှဆိုလို့ရှိရင်ဒီဆိုတော့ဒီလုပ်ငန်းကိုရွေးချယ်လုတ်ကင်ထားတာဖြစ်တာပေါ့နော်အဲ့ဒါကြောင့်ဒီလုပ်ငန်းဘယ်ကြောင့်ရွေးချယ်လုတ်ကင်တက်တယ်လဲဆိုတဲ့အရာကိုကြည့်မယ်ဆိုလို့ရှိရင်ခုနကပြောတဲ့ခရီးစီကြောင့် လည်းဖြစ်တယ်နောက်တစ်ခုကသူတို့တို့မှဆိုလို့ရှိရင်ခုနကတော့အမလည်းအများကြီး share ပေးထားတာပေါ့နော်အာဒေါက်တာမင်းမြစီဘွယ်လုပ်ငန်းတစ်ခုလုပ်လို့ရှိရင်အာလက်ရှိအလုပ်ကိုထွက်ပြီးနောက်အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်သူတို့အခြေလက်ပေးရတယ်လူအင်အားငွေအင်အားအများကြီးပေါ့နော်အင်အားတွေပေးရတယ်ဒါမဲ့ဒီလုပ်ငန်းကလက်ရှိအလုပ်အနေဖြတ်ဆရာမလို့ပဲနဲ့လက်ရှိအလုပ်ရဲ့တွက်ဖက်ပြီးတော့လုပ်ကင်လို့ရတယ်ဆိုတဲ့အခွင့်အရေးတစ်ခု ဒီလိုငါရဲ့အသက်ချက်တစ်ခုဖြစ်တာပေါ့နော်အဲ့ဒါကြောင့်ဒီထက်မှဆိုလို့ရှိရင်လည်းလွတ်ကိုင်းနေတဲ့ business owner တွေတော်တော်များများကလည်းလက်ရှိ career အမျိုးမျိုး background မျိုးမျိုးနဲ့လွတ်ကိုင်းနေတဲ့ဆရာဝန်တွေသူနာပြုတဲ့ engineer တွေကျောင်းချစ်ဆရာဆရာမတွေတခြားစီးပွားရေးလွတ်ငါပိုင်ရှင်တွေအများကြီးဒီထက်မှလွတ်ကိုင်းနေတာတွေ့တယ်လက်ရှိစီးပွားရေး အခုပဲအလို့တခုရှိရရစီးပွားရေးရှိရတာနဲ့လေဒီလုပ်ငန်းကိုပြန်ပြီးအနေနဲ့ရွေးချယ်နေတဲ့သူတွေကလည်းအများကြီးရှိတာကိုတွေ့လာရတယ်။တချို့လူလို့ရှင်လည်းကိုယ့်ရဲ့သားသမီးကိုပြုစုဆောင်ရှောက်နေအိမ်ကနေလောက်ကိုင်းနေတဲ့သူတွေကလည်းဒီလုပ်ငန်းမှာဆိုတာအများကြီးတွေ့ရတာဖြစ်တာပေါ့နော်။နောက်တစ်ခုကအခြေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အခြေရလည်းပေါ့နော်တခြားအပြင်မှာ full time အလုပ်လုပ်သူတွေအခြေအများကြီးပေးစရာမလိုပဲနဲ့အခုဆိုလို့ရှိရင်လည်းကို social media ကိုသုံးရင်လည်း အခြေဆိုစားလဲကိုဆုံးနေပါပဲနော်အာတခါတလေ Facebook ကြည့်လိုက်တော့တုန်းကအခြေက2နိုင်3နိုင်လောက်အဲ့လိုတတိမမှုပဲနဲ့အဲ့လိုပေါ့နော်အခြေကိုသွားတဲ့အခြေကိုဖြုံးမိတဲ့အရာလေးတွေအများကြီးရှိတာပါလားအဲ့ဒီအရာလေးတွေကိုသုံးမဲ့အစားပါနော်ဒီ business တစ်ခုကအာကိုယ့်ရဲ့ အာအဲ့လိုပေါ့နော် လုပ်ငန်းတစ်ခုကိုဆိုရှယ်မီဒီယာကိုအသုံးပြုပြီးတာအသုံးချစားထုတ်ပြီးအသုံးချလိုက်မယ်ဆိုလို့ရှိရင်လည်းအချိန်နှစ်နိုင်သုံးနိုင်ပေးပြီးတာနေပဲအာလုပ်ငန်းတစ်ခုကိုတိဆက်တော်လို့ရတယ်ဆိုတာကိုလည်းပြောချင်တယ်ပြီးလို့ရှိရင်ဒီလုပ်ငန်းကအဲ့လိုပေါ့နော်အချိန်အမြိုက်လည်းပေးစရာမလိုဘူးကိုကြိုက်တဲ့နေရာကြိုက်တဲ့အချိန် ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်ဟိုကြိုက်တယ်လို့မျိုးကိုယ့်ရဲ့အခြေစီမှာခန့်ခွဲပြီးတာလုပ်ကင်သလိုရတယ်။အကယ်၍ကိုယ်ကခရီးတစ်ခုခုသွားချင်းမဲ့ဆိုလို့ရှိရင်လည်းဘသူစီမှာလည်းခွင့်တောင်းစရာလည်းမလိုအာခွင့်တိုင်စရာလည်းမလိုပဲနေပေါ့နော်ကိုယ့်ရဲ့အာ ိုကြိုက်တယ်လို့မျိုး folder တောင်အင်တာနက်ရှိလို့ရှိရင်ပို့သွားတဲ့နေရာမှာလက်ကန်အိတ်တစ်ခုလို့မျိုးယူဆောင်သွားပြီးတော့လုပ်ကင်သွားလို့ရတယ်လုပ်ငန်းတစ်ခုလည်းဖြစ်တာပေါ့နော်အဲ့ဒါလေးလည်းအရင်ကောင်းတယ်ပြီးလို့ရှိရင်လည်းအရင်နေ့ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်အခုချိန်မှာဆိုလို့ရှိရင်ပေါ့နော်စီပွားရေးတစ်ခုအပြည့်မှာစီပွားရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်အရင်နေ့ရအနည်းဆုံးအာ200 300နဲ့တော့မှပါစီပွားရေးမှာလုပ်ကင်လို့မရဘူး next ဆိုတော့အပြည့်မှာမဟုတ်ရခိုင်လေးတစ်ဆိုင်ဖွင့်ရတာမှာအနည်းဆုံးအရင်နေ့ရတော့လိုအပ်တယ် အဲ့ဒီမှာဆိုလို့ရှိရင်လည်းနေရာထိုင်ခင်းပေးရမယ်ပြီးလို့ရှိရင်လည်းအဲ့လိုပစ္စည်းပစ္စည်းတွေဝယ်ရမယ်အဲ့လိုကိုကတယောက်တည်းနဲ့မတက်နိုင်လို့ရှိရင်လည်းလူအင်အားခေါ်ရမယ် အဲ့ဒါနဲ့အပလက်ဆိုင်ခါကိုကစကူပိုင်ဆိုင်ခါမရှိလို့ရှင်လဲဆိုင်ခါခါပေးရမယ်အဲ့ဒါနဲ့ပြန်လိုက်တွဲမယ်ဆိုလို့ရှင်လဲအဲ့ဒါအပူအင်းငွေအပူအရင်နည်းလို့တဖြစ်ရမှာပေါ့နော်ဒါမဲ့ဒီလိုငါမဆိုလို့ရှင်ဆိုတော့သူကအရင်နည်းတစ်ခုထပ်ထားလို့ရှင်တသက်စာလို့ပေါ့နော်ကိုယ့်ရဲ့ပိုင်ဆိုင်ထားတဲ့ idea တသက်စာလို့လုပ်ခံသလိုရတဲ့အရင်နည်းမျိုးစာဖြစ်တဲ့တစ်ခါသာရင်းနှီးရတဲ့အများတာထပ်ခါထပ်ခါလဲပေးစရာမလိုဘူးလာစေခြင်းနဲ့စေခြင်းလဲပေးစရာမလိုဘူးဟောထိုင်းအားဘာအဲ့လိုပေါ့နော် အမြဲတမ်းကိုယ့်ရဲ့အာပစ္စည်းတွေကလည်း expand ဖြစ်သွားလို့ထပ်ပြီးဝယ်ထည့်ရတာတို့ပစ္စည်းကုန်သွားလို့ထပ်ဖြည့်ရတာတို့အဲ့ဒါတွေကဘာမှလုံးဆံမရှိတဲ့အတွက်ကြောင့်အဲ့ဒီကိုအဲ့လိုအရင်နေ့ပိုင်းကကြည့်မယ်ဆိုလို့ရှိရင်အလန်းတော်မှာအရင်နေ့နဲ့တဲ့အမျိုးစားဖြစ်တာပေါ့နော်အာနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်အဲ့ဒီအရင်နေ့အပြင်မှာကိုယ်စီပွားရေးကိုကိုယ့်ရဲ့မျိုးထဲ ရက်ွက်ထဲမှာတခုတည်းမဟုတ်ပဲနဲ့ဒီလုပ်ငန်းက global business ဖြစ်တဲ့အတွက်ကြောင့် online ကိုအခြေခံပြီး social media platform ကိုအသုံးပြုပြီးတော့အာကမ္ဘာအနှံ့ချက်ထွင်ပြီးတော့ network ကြကြပြပြနေလုပ်ကန်လို့ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်ပဲအာအကြောပါနော်ကိုကကြိုက်တဲ့နေရာမှာဘယ်နေရာဘယ်နေနေပေါ့နော်တော့မှာပဲနေနေမြို့မှာပဲနေနေ internet အာဘယ်ရဖုန်းရ လက်သွားရဲ့အဲ့ဒီတုတ်ခုရှိလို့ရှိရင်ကိုကြိုက်တဲ့နေရာနေလုတ်ခိုင်လို့ရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။အနောက်တစ်ခုနေနေရာအဲ့အဲ့လိုပေါ့နော်နောက်တဲ့အကျိုးအမြတ်ပြောမယ်ဆိုလို့ရှင်တာပေါ့နော်ဒီလိုမျိုးအစီးပွားရေးလုပ်ငန်းတစ်ခုကိုဝယ်ငွေကိုလိုချင်လို့အရောက်လာပြီမဲ့လဲသူတို့လက်ရှိအပြင်မှာလုပ်နေတဲ့ဝန်ထမ်းလိုမျိုးမဟုတ်ပဲနေပေါ့နော် သူမှဆိုလို့ရှင်အဗါရရနိုင်တယ်လဲရှင်တော့ငွေကြီးအပြင်မှာ အဲကြမှာရေးစီပွားရေးပညာရေးလူမှုရေးအဖက်ဖက်ကနေပေါ့နော်အဲ့လိုပြပြဆိုမှုတွေလည်းပေးနိုင်တယ်ကိုယ့်ရဲ့ personal development တွေကိုယ့်ရဲ့ကိုယ်သွေးတွေလည်းအများကြီးတိုးတက်လာစေတဲ့အပြင်ပေါ့နော်ငွေကြေးပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်လည်းသူအဆိုရင်ခုနအမပြောသလိုပဲအဲ passive income တွေလည်းရနိုင်တယ်သူတို့ဆိုလို့ရှိရင် အခုချိန်မှာအပြင်ပန်းခံထားလို့ရှိရင်ပေါ့နော်နောက်တစ်ချိန်ဆိုလို့ရှိရင်ကိုကအဲ့နေဒီတော့မှ system ကောင်းရှိတာဖြစ်တဲ့အတွက်ကြောင့်တွေ့တူပေါ်7နဲ့90%အလုံးလုတ်ပြီးတဲ့ system တွေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အခုချိန်မှာနည်းနည်းလေးပြန်ပန်းခံ ထားမယ်ဆိုလို့ရှိရင်နောက်တစ်ချိန်မှာဆိုလို့ရှိရင်ကိုအိတ်နေတဲ့ခြေတော်မှာကိုအလုံးလုံးပေးမယ် system ရှိတာဖြစ်တဲ့အတွက်ကြောင့် passive income ဆိုတာလည်းရနိုင်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်လည်း unlimited income အာပြီးလို့ရှိရင် bonus plan တွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီထက်နေပြီးတော့ဝင်ငွေက line ကြောင့်အများကြီးထပ်ပြီးတော့ဖန်တီးလို့ရတယ်အာနောက်ဆုံးအနေနဲ့ဆိုလို့ရှိရင် တော့ဘောနော်ဘယ်လိုမှအာဒီတို့အစိုးရကထန်တိုင်းတော်မှာမရနိုင်တဲ့ပင်စင်လာကြပါတော့နော်သူတို့ အဲ့လိုကုပ္ပဏီတိုင်းမရနိုင်တဲ့ကုပ္ပဏီတိုင်းတော့မှမပေးတဲ့ပြင်ဆင်လဆာပေါ့နော်ဒါပေမဲ့ဒီလုပ်ငန်းမှာဆိုလို့ရှိရင်အာလူတိုင်းကိုကိုကျိုးဆိုင်ကျိုးဆက်သလိုအခြေတူတွင်းမှာလည်းပြင်ဆင်လဆာခန်းစားခွင့်သူတို့သတ်မှတ်ထားတဲ့အရာသူအာနေရာတစ်ခုရောက်သွားလို့ရှိရင်ပေါ့နော်အဲ့ဒီပြင်ဆင်လဆာခန်းစားခွင့်ဆိုတဲ့အရာကိုလည်းပေးရတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးအကျိုးများတွေကိုလည်းအများကြီးရရှိနေတဲ့လုပ်ငန်းဖြစ်တယ်နောက်ထပ်တစ်ခုကပေါ့နော် ဘသူမှလည်းဘယ်နေရာမှလည်းမပေးနိုင်တဲ့အရာပေါ့နော်အဲ့ဒါအစိုးရဝန်ထမ်းတွေတော်မှမရနိုင်တဲ့အခွင့်အရေးပေါ့နော်အဲ့ဒါကုတီလုပ်ငန်းကိုကိုကမလုပ်နိုင်တော့တဲ့အခြေချလို့ရှိရင်ကိုရဲ့သတ်သမီးတွေကိုအမှုအဖြစ်ဆက်ခံပေးလို့ရတယ်ဆိုတဲ့အခွင့်အလမ်းကတော့ဘယ်စီးပွားရေးလုပ်ငန်းမှာမှမရရှိနိုင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တာပေါ့နော်အဲ့ဒါကြောင့်ဒီလိုမျိုးအဖက်ဖက်ကနေပေါ့နော်အာကိုအတွက် ရွေးချယ်သင်တယ်ဆိုတာသူစားအဲ့ဒါဒီကနေအကြံပေးချင်ပါတယ်ဘာလို့ဆိုတော့ဒီလိုငန်းကအခုချိန်မှာအခုဆိုလို့ရှိရင်2026လဲရောက်လာတော့မယ်2025နှစ်လိုက်ပိုင်းလဲရောက်လိုက်ပေါ့နော်စီပွားရေးတစ်ခုကိုမစတင်သေးဘူးဆိုလို့ရှိရင်အခုချိန်မှာစတင်ထားလို့ရှိရင်အခုတက်မနောက်ကျသေးပါဘူးနော်အဲ့ဒါကြောင့်သူစားတော့အပိချင်တာပါနော်သူစားလို့လို့ပြုတ်ပဲအာလက်ရှိသူများနိုင်ငံရောက်နေတဲ့သူတွေ နောက်တစ်ခုအနေနဲ့လက်ရှိအလုပ်တစ်ဖက်နဲ့ရှိနေတဲ့သူတွေဆိုလို့ချင်းပေါ့နော်ဒီလုပ်ငန်းကိုပလန်ပြီးအနေနဲ့ကတော့အာရွေးချက်လုတ်ကင်တင့်တယ်လို့သူကတော့အကြံပေးချင်ပါတယ်အာတခါတလေဆိုရင်သူတို့တော်မှာပေါ့နော်အခုလက်ရှိပြည်နိုင်ငံမှာဆက်သွင်းတစ်ခုရောက်လာတဲ့တော်မှာကိုလိုချင်တဲ့ဘဝပုံစံကိုမရနိုင်သေးဘူးဒါမဲ့ငွေချေးရတော့သူတို့ပေးထားတဲ့လဆန်နေရတာအဲ့လိုပေါ့နော် ဘယ်လိုလက်ရှိစာဝတ်နေအတွက်တော့ဖူလိုအောင်ကိုကလုံနိုင်ပေမဲ့လည်းသူကတော့ future plan အတွက်ဆိုတော့လို့လိုအပ်တာပေါ့နော်အဲ့ဒါကြောင့်လူတိုင်းကလည်းဒီလိုမျိုး future plan ဆိုတော့လူတိုင်းအာအဲ့လိုရရှိသိနေလို့ဆိုတာထင်တာပေါ့နော်အဲ့ဒါကြောင့်ကို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 ရ life style ကိုပြောင်းလဲချင်တယ်လက်ရှိအလုံးမှာအာလုံညင်းဝေးလာလို့အဲ့လိုအဆင်မပြေလို့ comfort zone ကနေထွက်ခွာချင်တဲ့သူတွေကိုယ့်အနာဂတ်အမြင်နဲ့ချက်အိမ်မက်တွေကို account ထဲဖွက်ချင်တဲ့သူတွေအတွက် ပြီးလို့ရှိရင်လည်းကိုယ့်ရဲ့မိသားစုတင်နေပေါ့နော်တိတ်တန်းနေပြီးတာချစ်ချစ်ခင်ခင်အာတစုတစည်းတဲ့နဲ့စီပွဲတစ်ခုကိုအာတီထွန်ချစ်တဲ့ဆိုလို့ရှိရင်တော့ဒီလုပ်ငန်းကတော့ plan B အနေနဲ့တကယ်ရွေးချယ်တင်တဲ့လုပ်ငန်းဖြစ်တယ်ဆိုတာဒီကနေ့ပြပြချင်ပါတယ်အဲ့ဆိုရင်တော့အမအနေနဲ့ပေါ့နော်နောက်ထပ်အပိစကားလေးအနေနဲ့ပေါ့နော်နောက်ထပ်ပါလေးထည့်ပြီးတော့ဖြစ်ပေးချင်သေးတယ်အမနည်းနည်းလေးဟုတ်ကဲ့ပါဆိုတော့အပိစကားအနေနဲ့ပြောရမယ်ဆိုရင်တော့ အာခုခုနပြောသလိုပဲပေါ့နော်ကျမတို့ဒီအာကုန်ကြစည်တင်များတဲ့ခေတ်မှာကိုကဝင်ငွေလမ်းကြောင်းတစ်ခုကိုတိဆောက်ထားခြင်းနဲ့အဲဒါမဲ့အချိန်တွေလည်းအများကြီးမပေးခြင်းဘူးပေါ့နော်ပေးလို့လည်းမရဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့လူတိုင်းကတော့ဒါ full time လုပ်မှာဒါအချိန်တွေအများကြီးပေးပြီးတော့လုပ်ရတယ်ပေါ့နော်တချို့ဆိုရင်၈နာရီတချို့ဆို10နာရီလောက် အချိန်ပေးရတယ်ဆိုတော့လူတိုင်းမှာအားတဲ့အချိန်ဆိုတာကနည်းတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့အားတဲ့အချိန်ဆိုရှယ်မီဒီယာသုံးတဲ့အချိန်မှာ တကယ်ကိုမှခိုင်မာတဲ့စီးပွားရေးတစ်ခုပေါ့နော်ခုနပြောတဲ့ပက်စင်အကန့်ထိအဲပေးနိုင်တဲ့ဒါစီးပွားရေးတစ်ခုကိုစတင်ကျင်တဲ့သူတွေပေါ့နော်ဥမာအပြင်ကျမတို့လိုမျိုးပေါ့ဟို full time လုပ်တစ်ဖက်နဲ့အားတဲ့အချိန်တစ်ရက်ကိုတစ်နာရီနှစ်နာရီရသလောက်အချိန်လေးမှာကိုကကိုပိုင်းစီးပွားတခုလုပ်ချင်တယ်ဒါပေမဲ့ကို့မှာအတွေ့အကြုံမရှိဘူး idea မရှိဘူးအာဘလို့စီးပွားမျိုးလုပ်ရမယ်လို့ မသိဘူးဆိုတဲ့သူတွေပေါ့နော်ဆိုတော့ဒီစီးပွားရေးကတော့ဟိုလိလာပြီးတော့ပေါ့နော်ကိုယ်နဲ့ကန့်ညီတယ်ဆိုရင်တော့ကျမတို့လုပ်ဖို့အသင့်တော်တဲ့စီးပွားရေးဖြစ်တယ်အဲဘာဖြစ်လို့လဲဆိုတော့ကိုကကို့မှာပေါ့နော်ဖုန်းအင်တာနက်ဆိုတာလူတိုင်းရတယ်လူတိုင်းလက်ထက်မှာလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးဖုန်းလေးကွန်ပျူတာလေးသုံးပြီးတော့အာလုပ်လို့ရတဲ့စီးပွားရေးတစ်ခုဆိုတာကဟိုကျမတို့ဟိုဘယ်လိုပြောမလဲ ခုခေတ်မှာရှားရတာခက်တယ်ပေါ့နော်အခုကျမတို့အများသောအသိတာကတော့ဒါ traditional business တွေပဲသိတာပေါ့နော်အဲကိုကစိုင်းခွင့်ပြီးတော့ပစ္စည်းရောင်းမယ်အဲဝယ်မယ်ပေါ့နော်ဒီလိုမျိုးတွေလောက်ပဲတော်တော်များများတော့သိတယ်ကျမဆိုရင်အဲ့လောက်ပဲသိရပေါ့နော်ဆိုတော့ online စီးပွားရေးဆိုရင်တော့ကျမတို့ live sale တွေလောက်ပဲသိတယ်ဒါပေမဲ့ဒီခေတ်မှာကျမတို့ကကိုကပေါ့နော်ဟိုလိမ့်လာရင်လိမ့်လာသလားဘယ်လိုမျိုးစီးပွားရေးတွေရှိတယ်ဆိုတာကိုကျမတို့ဟိုသိလာရတယ် အခုခေတ်မှာကျမတို့လုပ်နေတဲ့ပေါ့နော်ဒါ online digital business ဆိုရင်အဲတက်တောင်တက်တာနဲ့ကိုသွားတဲ့နေရာတိုင်းမှာအဲလုံးလို့ရတဲ့စီးပွားဖြစ်တယ်အဲပြီးလို့ရှိရင်ကျမတို့ဒါအချိန်မီရွေးနေရမျိုးလုံးလို့ရတဲ့စီးပွားရေးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအခွင့်အရေးကဒီစီးပွားရေးမှာအာရနိုင်တယ်ဒီရရတဲ့ benefit တွေကလည်းခုနကကျမတို့ညီမနှစ်ယောက် sharing လုပ်တယ်လို့ပဲဟိုအရန်ကောင်းတယ်ပေါ့နော်ကျမတို့လူတိုင်းလူချင်းနဲ့အဲ lifestyle မျိုးပေါ့နော် time freedom financial freedom အဆင့်ထိပါကျမတို့က အနှစ်အနှဲငယ်အတွင်းမှာပေါ့နော်၃၄၅နှစ်အတွင်းမှာပေးနိုင်တဲ့စီးပွားရေးဖြစ်တယ်ဆိုတဲ့အခါကျတော့လူတိုင်းကိုလေ့လာကြည့်ဖို့ကျမတို့ကအားပေးခြင်းနဲ့ဟိုကျမတို့လည်းဒါလောက်ကင်တယ်ဆိုတာကဒီလိုမျိုး lifestyle မျိုးကိုလိုချင်တဲ့အတွက်ကြောင့်ပေါ့နော်ဘယ်သူမှတစ်သက်လုံးကတော့ကျမတို့အဲသူများအလုပ်မှာပေါ့နော်ဘယ်သူမှမလုပ်နိုင်ဘူးအသက်ကြီးရဆိုလို့ချင်းလည်းဘယ်ကုမ္ပဏီကမှကိုယ့်ကိုဟိုခိုင်းမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကို့အတွက်အာမခံချက်ချည်ရဒါစီးပွားရေးတစ်ခုတက်တောင်တတနဲ့ကိုယ့်ရဲ့မိသားစုနဲ့နေပြီးအမှလုံးလို့ရတဲ့စီးပွားရေးတစ်ခုကိုစပြီးလေ့လာခြင်းနဲ့ သိကျင်လဲဆိုရင်တော့ကျမတို့ညီမညောင်မှာဒါ website ကိုစီရှိတယ်အဲကိုကြိုက်တဲ့သူရှိမှာပေါ့နော်ဒါ register လုပ်ပြီးရောစာပြီးလေးလာကြည့်ပါလို့အပေးချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါတင်ပါတယ်โอเคကျေးဇူးတင်ပါတယ်မရေဟုတ်ပါတယ်ဇော်တို့ရဲ့ဒီလုပ်ငန်းကတော့ပေါ့เนาะဇော်တို့ပလန်ပြင်နေနေရွေးချယ်တယ်ဆိုပေမဲ့လည်း အဲဒီလိုငါကပေါ့နော်ဇက်တို့ကဘာဖြစ်လို့ plan b ပြောလဲဆိုတော့ plan b အနေ plan a အနေနဲ့ဇက်တို့ကမပြောဆိုတော့လက်ရှိအလုပ်နဲ့လုတ်ကဲလို့ရလို့မပြောတာပေါ့နော်အဲညာ plan b အနေနဲ့ရွေးချယ်တင့်တယ်ဆိုတာတော့သူကဒီလိုငါကအဲ့လိုပေါ့နော်အခုရေတွင်တူပြီးအခုရေကြီးတောက်လို့မရတယ်လို့အခုတက်ပြင်စိုက်ပြီးအခုတက်ပြီးစားရတဲ့အလုပ်မျိုးမဟုတ်ပေါ့နော်သူကတို့မှဆိုရင်အရင်ဦးဆုံးအာလေလာတင်ယူမှုတွေအာအဲ့လိုပေါ့နော်ကိုကိုကို online စီပွားရေးဖြစ်တဲ့အတွက်ကြောင့်သူအများတွေကယုံကြည်မှုကိုလည်းတည်ဆတာဖြစ်တဲ့အတွက်ကြောင့်အခြေအနေငယ်ရတာပြည်ပလိုအပ်တာပေါ့နော်အဲ့ဒါကြောင့်လည်းသူတို့ကလိလသွေးချင်းစိတ်တွေကြိုးစားသိယူချင်းစိတ်တွေ အကယ်၍သားကိုကပြန်လဲခြင်းစိတ်သက်ရှိမယ်ဆိုလို့ရှိရင်ဘသူမျိုးဆိုဒီလူများကတော့အာလုတ်ကင်တင့်တဲ့လူများပဲဖြစ်ပါတယ်လုတ်ကင်သူတိုင်းကျိုးစားသူတိုင်းနဲ့လည်းထိုက်တန်တဲ့လူများပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ပို့လို့ခြင်းလဲဘွားအိမ်မက်ကိုအကောင့်ထဲဖွက်ချည်လဲဆိုလို့ရှိရင်တော့ဘောနော်ဇော်ရဲဝက်ဆိုက်ကိုစီမှာနာမည်နဲ့ email register လုပ်ပြီးတော့အရင်ဆုံးလေ့လာပါလေ့လာမှုအဆက်ဆက်ရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီချက်မကအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ဘောနော် member fee 149 dollar ကို deposit နေနေပေးသွင်းပြီးတော့ တလာတီတီဝင်လေးလာလို့ရတယ်အဲ့ဒီကနေပြီးတော့ကိုကကြိုက်လို့ရှိရင်ဆက်လို့မကြိုက်လို့ရှိရင်ပြန်ထုတ်ယူနေတာဖြစ်တဲ့အတွက်ကြောင့်လောကလည်းချီနေမဖြစ်သွားပါဘူးအဲ့ဒါဆိုတော့ဒီလိုငါကဘာလို့ငါလဲဘာတွေလို့ရတယ်လဲဘလို့အလို့မျိုးစားလဲဘလို့ company နဲ့လက်တွဲထားတယ်လဲဝင်ဝင်ရလမ်းကြောင်းကဘယ်နှခုရှိတယ်လဲအရင်နေ့ကဘယ်လောက်ရှိတယ်လဲနောက်ပြီးလို့ရှိရင်ဒီတမလွတ်ကိုက်နေတဲ့သူတွေကလည်းတကယ်အောင်မြင်ကြရလားဆိုတဲ့အရာကိုသိရှိသွားမှာ ပါတယ်အဲ့ဒါကြောင့်မလစ်လာသူနဲ့စာလို့ရှင်လစ်လာတဲ့သူကတော့ဒီလိုမျိုးဘောနော်အရာလေးတွေကိုသိရှိရမှဖြစ်တဲ့အတွက်ကြောင့်ကိုယ်တိုင်ကိုကြအထက်ထိဝင်လစ်လာပါလို့ကစားရတဲ့အနေအချက်ပြချင်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်ဆိုတော့ like လေးအစိုးရကြီးပြတဲ့အားလုံးလည်းဒီကနေ့ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်အားဆိုရတော့ဒါလေး like ကလေးရတာဒီမှာပဲအစိုးရလိုက်တော့မယ်နောက်တစ်ပတ်မှပဲပြန်ပြီးတော့ Facebook ပါတော့မယ်အားလုံးဘိုင်ဘိုင် see you Thank Hello, you. My bye. bye bye. See you next week. See you.